မြတ်တလွေ channel ကိုအစဉ်အမြဲအားပေးနားဆင်နေကြတဲ့ကြည်ရတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ။ယနေ့မှာတင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ဇာတ်လမ်းလေးကတော့ဆရာအကဆော်ရဲ့ဝတ္ထုအသစ်ဖြစ်တဲ့ပညာတဲ့အဖွာဆော်နဲ့မြေဘလူးဘောတူအမည်ရတဲ့ကံမီယာဇာတ်လမ်းကောင်းတစ်ပုဒ်ကိုတင်ဆက်ပေးလို့သွားတော့မှာပဲဖြစ်ပါတယ်။ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူကိုခန့်မယ်ဖြစ်ပါတယ်ခင်ဗျာ။ကျောင်းနမေကစီတူပါ အိမ်နာမည်ကတော့ကိုလင်းလို့ခေါ်ကြတယ်။အသက်ကြီးတဲ့လူကြီးတွေကတော့ကျောက်ကိုချက်စနိုးနဲ့ငလင်းလို့ခေါ်ကြတာပေါ့ဗျာ။ကျောက်ကဗကိုးတိုင်းနဲ့ဗတ်တိုလို့ခေါ်တဲ့ရွာမှာနေပါတယ်။ဒီအဖြစ်ပြက်တွေကကျောက်အသက်10နှစ်ဝန်းကျင်ကဖြစ်ခဲ့တာဆိုတော့ခုနှစ်တက္ကရာအဖြစ်ပြောရင်2005ခုနှစ်ဝန်းကျင်လောက်ကပေါ့ဗျာ။ကျောက်တို့ရွာအဲ့ဒီတုန်းကမြို့မဖြစ်သေးဘူးဗျ။ရွာအဖြစ်ပဲရှိသေးတယ်။ရွာဆိုပေမဲ့ရွာရွာကြီးတရွာပေါ့ဗျာ။ရွာထဲမှာရက်ွက်6ွက်ရှိတယ်။ဖုန်ကြီးเจ้า9เจ้าရှိတယ်။ စာတင်ကြောင်းအထက်တန်းကျောင်းရှိတယ်။ဈေးကြီးရှိတယ်။ရဲစခန်းတွေစေးပေးခန်းတွေလည်းရှိတယ်။ရွာအလယ်ကနေပြီးတော့ကတ္တရာလမ်းမကြီးကိုဖြတ်တန်းပြီးတော့ဖောက်လုထားတယ်။ကားလိုင်းတွေဘာတွေလည်းရှိနေပြီဗျ။ကျောက်တူရွာရဲ့အရှိတ်ဘက်ကိုဆက်သွားရင်ပိန်းစလုံးအဲ့ဒီရှိမှဆိုရင်ရွှေကျင်မော့တောင်ဘက်ဆင်းရင်ညောင်လေးပင်ကိုရောက်တယ်ဗျ။ရွာရဲ့အနောက်ဘက်ကိုသွားရင်တော့မြို့ချောင်းဆိုတဲ့ရွာရှိတယ်။မြို့ချောင်းရွာရဲ့အနောက်ဘက်မှာဆိုရင်တော့ဘကိုးရိုးမှာတောင်တန်းရှိတယ်။ကျောက်တူရွာကနေရိုးမောက်ဆိုရင်တိတ်ပြီးတော့မဝေးလာဘူးဗျ။ အခုနောက်ပိုင်းရန်ကုန်မန္တလေးအမြန်လမ်းမကြီးဖောက်တော့မြို့ချောင်းရွာနာကနေဖြတ်ဖောက်သွားကြရတဲ့အတွက်အရင်ရက်ဆိုင်အများကြီးတွားရလာရတာလွယ်သွားပြီပေါ့ဗျာဘတ်တူရွာနာမှာရွာပေါင်း66ရွာရှိရဲ့ဗျအဲ့ဒီရွာတွေကရောင်းဝယ်ဖောက်ကားခြင်းနဲ့တူရဲ့အကုန်ကျောက်တူရွာကိုပဲလာရတာဆိုတော့ရွာစီတာတော့အတော်စီပါတယ်ဗျာအရင်ဆုံးကျောက်အကြောင်းကိုစပြောမယ်ဗျာကျောက်ကမွေးကလေးကတိတ်တိတ်လေးဗျခြူချလိုက်တာလည်းပြောမနေပါနဲ့ဗျာယောဂါထူတော့လူကလည်းပိန်လီနေတာပေါ့ကျောက်ဖေနဲ့အမေကအရင်ကဖတ်တော့မှမနေဘူးဗျာ အဖေနဲ့အမေကတစ်လုံငန်းလုပ်တဲ့သူတွေဆိုတော့တစ်ထွက်တဲ့လောက်ွက်တွေရိုးမာတွေကတစ်ထုတ်စကန်းတွေမှာနေတာကျောက်ကချူချာလုံးလုံးနောက်ဆုံးကျောက်ဖွားတစ်လောက်ွက်ထဲကိုလိုက်လာတယ်ကျောက်ဖွားနာမည်ကမတ်တင်ငွေတဲဗျဒုတိယကဘာစစ်ဖြစ်တော့အဖွားရဲ့မိဘတွေကတေဆုံးကုန်ကြတယ်အဖွားကိုကရင်မာကြီးတယောက်ကမွေးစားပြီးတော့တမီးအရင်တယောက်လိုမွေးလိုက်တော့အဖွားကကရင်စာကရင်စကားတက်သွားတော့တယ်လူပါလဲပူပူအရက်ကလည်းဖြူဖြူဆိုတော့မသိရလူဆိုရင်အဖွားကိုကရင်မာလိုပဲထင်ကြတာဗျဖတူရွာမှာအဖွားကိုမကရင်မာလိုပဲခေါ်ကြတယ် အဖွားအဖေတို့တက်ကွက်ကိုရောက်လာပြီးတော့ကြောက်ကိုကြည့်ရင်တော်တော်စိတ်မကောင်းဖြစ်သွားတယ်။အခုလာရတာလည်းကြောက်ကြောက်လာရတာတည်းဗျ။အမေနဲ့ကြောက်နေရဓာတ်မတည့်ဘူးလို့အဖွားဆိုတာဟောတယ်ဆိုပဲ။အဲဒါကြောင့်ကြောက်အခုလိုပိန်ချုံးပြီးယောဂထူနေတာတည်းဗျ။ကြောက်အသက်၃နှစ်မှာကြောက်ခန္ဓာကိုယ်ကတနှစ်ခွဲအရွယ်လောက်ပဲရှိတယ်ဆိုပဲဗျ။အဖွားအမေစီကနေကြောက်ကိုပြန်ဝဲတယ်။ဇတိတဘောမျိုးစံတပြည်ငွေတမတ်နဲ့ဝဲလိုက်တာပါ။ပြီးတော့အမေတို့နဲ့တက်လောက်ကွက်ထဲမှာမထားတော့ပဲသူနေတဲ့ဖတ်တို့ရွာကိုကြောက်ကိုခေါ်သွားတယ်။ အဲ့ဒီချိန်ကစပြီးတော့ကျုပ်ကဖထိုသားဖြစ်တော့တာပါပဲထူးဆန်းတာတကူကအဖွားကကျုပ်ကိုလည်းဝဲသွားပြီးတော့အရင်ကဖြစ်နေတဲ့ယောဂရဲ့အကုန်ပျောက်ချင်းမလားပျောက်ကုန်ပြီလူကပုံမှန်ပြန်ဖြစ်လာတာဗျယောဂကင်းသွားတော့အစာအိမ်ဖတ်လာပြီးတော့ငကိုကလေးတယောက်ပုံမှန်ပြန်ဖြစ်သွားတယ်အမေတို့ကလည်းပျော်တာပေါ့ဗျာတစ်ကွက်ထဲကလူတွေဆိုရင်ကျုပ်ဒီလောက်ထိအသက်ရှင်နေမယ်လို့ထင်ဟုတ်မထင်သားဘူးတဲ့ဗျအမေတို့နဲ့ကျုပ်နဲ့တတ်မတည့်တာဖြစ်ချင်းဖြစ်နိုင်နေဗျအဲ့ဒါလေအဖွားကိုအဖွားဆော့လို့ခေါ်တဲ့အဖွားတယောက်ကတွက်ချက်ပြီးအကြံပေးလိုက်တာဆိုပဲ အဖွားဆိုအာယုံခံပြီးဟောတာဗျ။ तू ပြောတာမကရင်မကြီးနေ့မီးကတော့ဒီတိုင်းထားရင်အသက်ရှည်ဖို့မမြင်ဘူး။ဒီကလေးကမိခင်ဖခင်နဲ့တတ်မတည့်ဘူးဖြစ်နေတယ်။နင်းသွားပြီးကလေးကိုတောင်းဝင်လာခဲ့။သူတို့နဲ့မထားပဲနေမဲမွေးထားလိုက်။ဒီလိုမှမလုပ်ရင်ဒီကလေးကတဆိုးရှိမှမဟုတ်ဘူး။အဲ့လိုပြောလိုက်တာတည်းဗျ။အဖွားကဟောက်လိန်တို့တို့နဲ့လာရင်တိတ်ကွက်ကိုရောက်မှကြိုးဖြစ်ကိုတွေ့ပြီးအံ့ဩနေတယ်ဆိုပဲ။အမေတို့ကအလုပ်တစ်ဖက်နဲ့ဆိုတော့အဖွားစီအဆက်အသွယ်တိတ်မလုပ်ဖြစ်ဘူးပေါ့။ ကျောက်ယောဂါဆွဲပြီးပိန်လီနီယာကိုလည်းအဖွားကမသိဘူးတဲ့ဗျအဖွားစောဟောလိုက်လို့သာယုံတော့မယုံတော့နဲ့လာခဲ့ရတာတဲ့ဗျဘာပဲဖြစ်ဖြစ်ကျောက်အဖွားရောအဖွားစောပါကျောက်ရဲ့အတတ်တခင်ကျေးဇူးရှင်တွေလို့ပြောရင်မှားမယ်မထင်ဘူးဗျအဖွားစောဆိုတာကျောက်အဖွားနဲ့ငယ်တငယ်ချင်းတွေဗျတယောက်နဲ့တယောက်လည်းတိုက်ခင်ကြတယ်အဖွားကပူပူဝဝနဲ့ဆိုပေမဲ့အဖွားစောကတော့ပိန်ပင်ပပနဲ့ဗျသပင်အရှိကြီးကိုဘီးတစ်ချောင်းနဲ့ဘီးစပတ်ထုံထုံလာပြီးတော့ငယ်တဲ့နာမှာတစ်သားဘီးကလေးတစ်ချောင်းအမြဲစိုက်ထားလေရှိတယ်။အောက်ကချွေးကန်အင်ကြီးကိုဝစ်ပြီ အပေါ်ကနေရင်မုံအင်းကြီးလက်ရှိကိုခပ်ပပလေးဝစ်ထားလေးရှိတယ်။တဏ္ဍခါခြေဆုံးကောင်းဆုံးနဲ့အမြဲတမ်းပြနေအောင်နေတတ်တဲ့အဖွားကြီးပြ။ကျုပ်ကလည်းတိတ်ချစ်ရှာတယ်။ကျုပ်ကဒီအဖွားနှစ်ယောက်ရဲ့လက်ပေါ်မှာတင်ကြီးပြင်းလာရတယ်လို့ပြောလို့လည်းရတယ်ဗျ။အဖွားစောတို့ကအသားမေးနှစ်ယောက်တည်းနေတာ။သူ့သမီးကလည်းအပြိုကြီးပဲ။သူတို့ကချမ်းလဲချမ်းသာတယ်ဗျ။ကာလန်ဘေးနားမှာချမ်းကြီးဝင်းကြီးနဲ့နေတာ။အင်ကြီးရခိုင်ဆိုသလိုကျွန်းတစ်တင်နဲ့စောက်ထားတဲ့လေးပင်သုံးခန်းအင်ကြီးကအကြီးကြီးပါပဲဗျ။သားတွေမြည်တွေမရှိရင်အဖွားစောကကျုပ်ကိုမြည်ရင်တယောက်လိုချစ်ရှာတယ်ဗျ။ ခြေထောက်ကတော့တိတ်မတန်တော့ဘူးအပြင်သွားရင်ဝါးတောင်မွေးတစ်ချောင်းနဲ့ထောက်ထောက်ပြီးသွားရရှာတယ်အဲ့ဒီတော့ကအဖွားစော့ကအသက်60ကျော်ပေါ့အဖွားကအသက်60နီးပါးပဲရှိသေးတာအဖွားစော့လူတွေကပညာတတ်တယ်လို့ပြောကြတယ်ဘာပညာလဲဆိုတာတော့ကြုတ်လည်းမပြောတတ်ဘူးအဖွားစော့ကအလိုတန်းဆိုလည်းလောက်တာပဲကျုပ်ကိုရှင်ပြုတ်ရဟန်းခံပေးခဲ့ရလေအဖွားစော့ပဲဗျအဲဒါပေမဲ့ဖုန်းကြီးကျောင်းထဲကိုတော့မသွားဘူးအဖွားစော့ကဘေးတင်ဟောတယ်ပယောဂတွေဘာတွေဝင်တာအပမိတာဆိုရင် ထုတ်ပေးတယ် ရွာထဲမှာဘိန်းတော့ဆရာတွေပါတယ်မနိုင်တော့ဘူးဆိုရင်အဖွားစော့စီကိုခေါ်လာကြတာပဲရက်ရည်ရွာရည်ဆိုရင်လည်းအဖွားစော့ဟာအမြဲပါတယ်ရွာကန်လူကြီးတွေကလည်းအဖွားစော့ကိုရမိရဖလို့တိုင်ပင်ကြတယ်ငကူကလေးကပြည့်ပြည့်စုံစုံနေနိုင်တဲ့လူဆိုတော့သူ့ကိုကတော့တလောက်ပဲယူတယ်ဗျတချို့ကလည်းအဖွားစော့ကိုစုံမကြည့်လို့ပြောကြပြန်တယ်ကျုပ်ကတော့မယုံပါဘူးဗျစုံမတယ်ဆိုတာစိတ်ထားပုတ်ဆက်တဲ့လူတွေလို့ပဲသိထားတာမလားအဖွားစော့စိတ်ထားကတိတ်ကောင်းတာဆိုတော့စုံမတော့မဟုတ်တော့ပါဘူးဆိုပြီးကလေးတွေနဲ့တွေးမိရဲ့အဖွားစော့ပညာတတ်တယ်ဆိုတာကိုကြုံမျက်မြင်စကြုံတာက ကျော်သက်9နှစ်လောက်ပါဗျဖတိုရွာရဲ့အနောက်တောင်ပံ့နားမှာဖိုးနိုးရွာဆိုတဲ့ရွာတရွာရှိတယ်ဗျအဲ့ဒီရွာမှာအဖွားရဲ့အကူတယောက်ရှိတယ်ဥတီယာလို့ခေါ်တယ်အဖွားတို့ကအရှိမပြောခဲ့တယ်လို့ဂျပန်ခေတ်မှာမိဘတွေတည်သွားတော့မောင်နှမတွေကိုဟိုလူခေါ်မွေးဒီလူခေါ်မွေးနဲ့တကွဲတပြားစီဖြစ်သွားတာပေါ့ဗျာအဖွားရဲ့အကူကြီးဆုံးကဘူကောက်ချိတ်လို့ခေါ်တယ်ဗျသူကဒါပိတုတ်ပြီးတနက်ပြီးတဲ့လူတယောက်ဂျပန်တွေကိုမကျေနပ်လို့ဂျပန်တက်ကိုတယောက်တည်းတော်လန်နဲ့တကူတော်တော်လန်ရေးသမားကြီးတယ်ဗျထားပါတော့အဲ့ဒီဘူကောက်ချိတ်အကြောင်းကိုနောက်မှပြောပြမယ် ဥတ္တရာဆိုတာကဘိုကောက်ချက်ရဲ့အောက်အဖွားရဲ့အထက်ကပေါ့ကျုပ်တို့သွားလေတော့ဥတ္တရာအသက်80ကျော်ပြီဖုန်းတို့ရွာနဲ့ကျုပ်တို့ရွာမနီမဝေးလေးဆိုတော့လဲငါပြီးသွားကြတာပေါ့မနဲ့သွားရင်ညနေပြန်ရောက်ပါတယ်မနဲ့အစောကြီးရွာကနေဖရဲသီးတွေစားစရာတွေတည်ပြီးသွားကြတယ်ဟိုရောက်တော့စားကြတောက်ကြပေါ့ဗျာညနေ9နာရီလောက်ရောက်တော့မှအမီးဖွားနဲ့ရောက်လဲနဲ့ပြန်လာခဲ့ကြတယ်လဲရရွာကသူများလဲကိုငားလာရတာဗျဖြစ်ချင်တော့အပြန်လမ်းမှာမိုးရီရွာပါလေရောဗျာဒီကြားနဲ့လဲရနုံနစ်နေသေးတယ်ဗျာ ုံမှန်တနိုင်နှစ်နိုင်လောက်သွားတယ်လံအခုတော့သုံးနိုင်လောက်နေပါကြာသွားတယ်ကျုပ်တို့ရွာကိုပြန်ဝင်တော့ည9နိုင်ကြော့နေပြီကျုပ်ကခလေးဆိုတော့ဘိုက်ကလည်းစားအိတ်ကလည်းအိတ်ချင်မော့အဖွားကအိမ်မပြန်တော့ပဲအဖွားဆော့အိမ်ကိုဝင်မယ်လို့ပြောတယ်အဲ့ဒီအချိန်အိမ်ပြန်ရောက်တော့မှထမင်းဟိုချက်ဟင်းဟိုချက်နဲ့ညနံမှာစားနေရမှာမဟုတ်လားအဖွားကြံတိုင်းအိမ်ကိုတန်းမပြတ်မဲ့အဖွားဆော့တော့အိမ်ကိုဝင်လာခဲ့ကြတယ်မိုးရီဆိုလာတော့အဖွားဆော့အိမ်ရောက်မှရေရီချိုးအဝတ်စားလဲကြပါဗျာကျုပ်ကတော့ရေမချိုးပဲအဝတ်စားပဲလဲလိုက်တယ် အဖွားစောအိမ်အပေါ်ထပ်မှာနံရံလေးကိုမိပြီးတော့ငိုက်နေတာပေါ့ဗျာအဖွားကရေချိုးနေတော့မယ်အဖွားစောကကြောက်တော့မြေဖွားစားဖို့ဆိုပြီးတော့ထမင်းဝဲပြင်ပေးနေတယ်တစ်တာထမင်းစပွဲဝိုင်းကိုကြောက်ထိုင်နေရှိနာကိုချပေးပြီးတော့အိမ်အောက်ကနေဟင်းခွက်တွေတဲပြီးခုံပေါ်လာလာချတယ်ကြောက်ကငိုက်နေတာဆိုပေမဲ့အိမ်နေတာတော့မဟုတ်ဘူးဗျထမင်းစားပြီးမှအိမ်မယ်လို့ဆုံးဖြတ်ထားတာကိုအဖွားစောကအိမ်ပေါ်တက်လာရင်လည်းလက်ထဲမှာပကံလုံးလေးတစ်ခုကိုင်လာတယ်ကျွေးပကံလုံးလေးထဲမှာတော့ငရံသားပေါက်လက်ညှိုးလောက်လေးကိုအကျိုးကျော်ရတဲ့ငါးကျော်လေးတွေထည့်လာတယ်ဗျ ကျုပ်အရှိရတေသားစပွဲဝိုင်းမှာငရမ်းကျော်ပကံကိုတောက်ခနဲချပြီးကျုပ်ကိုတစ်ချက်လှဲကြည့်သွားသေးတယ်ဗျ။နောက်ထပ်ဟင်းတွေတဲဖို့အတွက်အိမ်အောက်ကိုပြန်ဆင်းသွားပြန်ရော။အိမ်ပေါ်မှာကျုပ်ကလွယ်လို့ဘသူမှမရှိဘူးပေါ့ဗျာ။ဒီအချိန်ဘာဖြစ်တယ်လဲဆိုတော့ငရမ်းကျော်လေးတွေကအသက်ဝင်လာတယ်လို့ပဲဗျာ။ခေါင်းခက်ခါအမိခက်ခါနဲ့ဖြစ်ပြီးတော့ပကံထဲမှာဖြက်ဖြက်ကိုလူးနေတာဗျ။တချို့ငါးတွေကစက္ကနဲစက္ကနဲထကုန်လို့စပွဲပေါ်တော့ပြုတ်ကြကုန်တယ်။နိုင်နေတဲ့ကျုပ်လည်းငါးကလေးတွေခုံပေါက်နေတာကြည့်ရင်မျက်လုံးတွေပြူးကျယ်လာတာဗျ။ အဖွားကရေချိုးပြီးအိမ်ပေါ်တက်လာတော့မှကျုပ်ကအတကွန်អော်တော့တာပဲအဖွားကအနားရောက်လာပြီးကျုပ်ကိုဖတ်ထားတယ်ဟဲ့ငလင်းနင်ဘာဖြစ်တာလဲအဖွားဟိုဟိုဇပွဲပေါ်မှာငါးကြော်လျာအတက်ဝင်ပြီးခုံနေတယ်ဗျအဖွားကလက်ကြည့်ပြီးတော့ငါမြည်ရဲ့ငါးကြော်ပါဆိုမှအသက်ရှိပါမလားဘာမှလည်းမခုံပါဘူးကျုပ်မျက်လုံးကိုမရေတရေဖွင့်ကြည့်လိုက်တော့မှငါးကြော်တွေပြန်ဖြစ်နေတယ်ဗျဇပွဲပေါ်မှာလည်းငါးကြော်လေးတွေပြန်ကျိတ်လို့ဗျ အဖွားကတော့တခုခုအတိပုံရတယ်။ငပိရဲ့ကွက်ကင်ပြီးတက်လာတဲ့အဖွားစောကိုလည်းမြင်ရော။အစောရဲ့ငါမြေးကြအောင်တော့မလုပ်ပါနဲ့ဟဲ့။အဖွားစောကတကိကိနဲ့ကြည်တယ်ဗျ။အေးပါဟဲ့ငါတို့ချစ်လို့ကြည်စေလိုက်တာပါ။ဘာမှမဖြစ်ဘူး။ဘာမှမကြောက်နဲ့ဟုတ်ပြီလား။အဖွားစောကငါးကြော့ကလေးတွေကိုစပွဲပေါ်ပြန်ကောက်ပြီးပကံလုံးနဲ့ထည့်တယ်။ကြောက်ဖြစ်ရင်ထမင်းစားတော့ငါးကြော့ကိုမစားရဘူးဗျ။ငရဲ့အကောင်လေးတွေကမျက်လုံးပြပြနဲ့ကြောက်ကိုဝိုင်းကြည့်နေတယ်လို့ထင်နေရတယ်။ ဒါတွေစားပြီးဘိုက်ထဲမှာအသက်ဝင်လာရင်ဒုက္ခပဲလို့တွေးမိတာကိုဘဲဦးကျော်နဲ့ပဲထမင်းကိုကြိတ်စားရတယ်။အဖွားကတော့ငါးကျော်တွေယူစားတာပေါ့။အဖွားဆိုတာကျုပ်အဖြစ်ကိုကြည့်ရင်ပြုံးစည်းစည်းနေဗျ။အဲ့ဒီကလေးကအဖွားဆိုပညာရည်တက်တယ်ဆိုတော့ကျုပ်လက်ခံသွားတာဗျ။ဘာပညာလဲတော့မသိပေမဲ့အဖွားဆိုတာကျုပ်ကိုစားနောက်ခဲ့ဘူးကတော့ရှိရဲဗျ။ကျုပ်အသက်9နှစ်ကျော်မှာအဖွားဆိုရဲ့ပညာရည်နဲ့စပြီးတီးခဲ့တယ်ဆိုပါတော့ဗျ။နောက်ပိုင်းကျတော့အဖွားဆိုရဲ့ပညာရည်တွေကိုပို့ပြီးတော့ထက်ထက်ဝင်ဝင်တီးခဲ့တယ်ဆိုပါတော့ဗျ။ ကျုပ်တို့ခြံကလေးကတရက်ကွက်ရဲ့အဆုံမှာရှိတယ်။အဲ့ဒီနေရာကိုကွက်တရက်ကွက်လို့လည်းခေါ်တယ်။ရွာပြင်သားနေနေကြပြီးတော့ခြံကျဲကြီးတွေပဲရှိတယ်ဗျ။အဖွားခြံတော်တော်ကျေတာဗျ။ခြံထဲမှာလည်းတီးပင်စားပင်တွေအဆုံပဲ။မာလကာပင်တွေဆိုရင်တစ်နှစ်ပတ်လုံးနေနေတီးကြတာ။ဒါပြင်တရက်တင်မော်နနက်စတဲ့ရာဒီပေါ်တီးနံနေလည်းရှိတယ်။အဖွားကစိုက်တာပြိုးတာဝါသနာပါတော့ဘူးစင်တွေဖယုံစင်တွေခဝဲကြက်ဟင်းကပဲလင်းမွေတီးတွေစုံလို့ပေါ့ဗျာ။ ကျောက်တို့မြေးပွားတော့ခြံလေလောက်မှာတစ်သားအိမ်လေးစောက်ပြီးနေကြတယ်။ကျောက်တို့ရဲ့အိမ်ရဲ့ချင်းရင်းမှာတော့အဖွားသမီးအငယ်ဆုံးဒေါ်သေးနဲ့သူ့ယောက်ျားဦးနေထုံးတို့နေကြတယ်။ဦးနေထုံးကကုန်ကားမောင်းတဲ့လူဆိုတော့အိမ်မှာမရှိတာများတယ်။ပုံမှန်ဆိုရင်တော့ကျောက်တို့ခြံကြီးထဲမှာအဖွားရဲ့ကျုပ်ရဲ့အဖွားသမီးဒေါ်သေးရဲ့အတူတူနေထိုင်ကြတယ်။ကျောက်တို့ခြံရဲ့ခေါင်းရင်းဘက်မှာတော့ကျုပ်တငယ်ချင်းနိုင်လင်းရဲ့အိမ်ရှိတယ်ဗျ။သူနဲ့ကျုပ်ကရွယ်တူပဲဆိုတော့အတူတူပေါင်းမိကြတယ်။နိုင်လင်းရဲ့အဖေကဦးတင်ထုံးနဲ့ဗျ။ဦးတင်ထုံးကအချိန်ပြည့်အရက်တောက်နေတဲ့အရက်သမားကြီးတစ်ယောက်ပဲ။ အရင်ကတော့ကောင်းရောင်းကောင်းဝယ်လဲထွန်ရလွတ်လုပ်စားတဲ့လူပေါ့နောက်ပိုင်းခြေစင်းလက်စင်ကောင်းအောင်ဆိုပြီးအရက်တောက်မိရာနဲ့အရက်ကသူ့ကိုနိုင်သွားပြီးတော့ဘာလုံးမှမလုပ်ဘဲနေနေညံ့ညံ့အရက်ကြီးတောက်နေတော့တာဥတည်ထွန်ယောက်ကြီးကလည်းကြောက်စရာကြီးဗျအရက်တွေတောက်လုံးလုံးမျက်နှာကြီးကဖောင်းကားနေတယ်သပင်အရှိကြီးတွေကလည်းပုတ်တက်ကြီးကြလို့ဗျလူကပိန်ပင်ပပကလေးဆိုပေမဲ့ဘိုက်ကြီးကပူပြီးဖောင်းနေတာပဲဗျကျုပ်ကတော့ဥတည်ထွန်ငငယ်လေးတည်းကကြောက်တာဗျအဖားတို့ကပြောမရဆိုမရရင်ကျုပ်ကိုဥတင်ထုံကြီးနဲ့ခြောက်ထားတာဆိုတော့ငဲကြောက်ကြီးလို့ပြောရမယ် ဦးတင်တော့ကလမ်းသွားရင်ကျုပ်နဲ့တွေ့တာနဲ့ကျုပ်ကိုဖမ်းဆားပြစ်မယ်၊ခြေထောက်ကဆွဲပြီးကင်ပေါက်ပြစ်မယ်လို့ခြောက်တယ်။ငငယ်ကလေးကကြောက်ခဲ့ရတော့ဦးတင်ထုံးကိုတွေ့ရင်ကျုပ်မှအလိုလိုကြောက်နေမိတာဗျ။နိုင်လင်းကစင်းရဲရှာပါတယ်ဗျာ။အဖေကအလုံးမမလုပ်တာပဲ။အဖွားကတနာတော့အိမ်မှာပဲခေါ်ရတယ်။နိုင်လင်းကကျုပ်တို့အိမ်မှာပဲနေတာများတယ်ဗျ။ဦးတင်ထုံးကတခါတလေဆိုရင်အိမ်မပြန်မင်းနဲ့လမ်းမေးမှာပဲလဲကြနေတတ်တာကိုလူတွေပြောကြတာကတော့ဦးတင်ထုံးကြီးကအရက်ကိုဒီတိုင်းတောက်တာမဟုတ်ဘူးတဲ့။အရက်ကိုရေမရောပဲတောက်တာတော့မှ ြော့လို့ဆိုပြီးနဖာကြီးကိုခွက်ဖင်မှာကပ်ပြီးတောက်တာတယ်ဗျာသူများပြောတာကတော့နဖာကြီးကိုအဲ့လိုကတ်တောက်မယ်ဆိုရင်ဘလို့မှမနေနိုင်အောင်မူးရယ်ဆိုပဲဦးတင်ထုံးကတော့တောက်လိုက်တာမှကို့နဖာကြီးကိုရင်တော့မှသူများနဖာကြီးရှာပြီးကတ်တောက်တာတယ်ဗျာအရက်တိတ်တောက်တဲ့ဦးတင်လုံးကြီးကအရက်ကြောင့်ပဲမကြခင်မှာတေးချပါရောတေးတာတော့မှအရက်ကိုအတကုံတောက်ပြီးတေးသွားတာဗျရင်ခွဲကြည့်တော့သူ့ရဲ့ဥွေကလီစာတွေကဘောလုံးကြီးတို့လိုဖောင်းကားနေတယ်ဆိုပဲဒါနဲ့နိုင်လင်းတို့အိမ်မှာနာရေးလောက်ကြတာပေါ့ လူတွေကတော့ဒီလိုအရက်သမားကြီးတယောက်တေးသွားတာခက်ကောင်းကောင်းရေလို့ပြောနေကြတယ်။ဒါပေမဲ့ကျုပ်တို့တော့မကောင်းပါဘူးဗျာ။မသေးခင်ကလေးကကျုပ်ကိုကုတ်ချိုးစားမယ်။အစိမ့်လိုက်ကြိုက်စားမယ်ဆိုပြီးချောင်းလန့်တက်တဲ့ဦးတင်ထုံကြီးကအခုတော့တေးသွားရှာပြီမဟုတ်လား။မတော်လို့တစ်စီတေးရဲများဖြစ်နေကျုပ်ကိုလိုက်ချောင်းနေမှာပဲဆိုတဲ့အသည့်နဲ့လန့်နေမိတာဗျ။ဦးတင်ထုံကလောင်းကိုတော့တွားမကြည့်ရင်အောင်ကြောက်နေမိတာ။အဲ့ဒီတုန်းကကျုပ်အသက်က10နှစ်ပဲရှိသေးတာ ው ဗျ။ဖြစ်ရှင်တော့အဲ့ဒီညမှာပြဿနာတက်တာပဲ။နေလေကအဖွားတုတ်ကျတဲ့တရက်သီးတုတ်တွေကိုစားကောင်းကောင်းနဲ့အသက်ကုန်စားထည့်လိုက်တာ။ ကျုပ်ပိုက်ကညရောက်တော့တစကန်းထလာတော့တယ်။ညတိတ်တော့မနှက်သေးဘူးဗျ။ခုနှစ်နိုင်လောက်ပဲရှိအောင်ပါ။အဖွားဖျားဝှက်တက်နေတယ်။နိုင်လင်းတို့အိမ်မှာလည်းလူတွေသူတွေနဲ့စီကားနေတယ်ဆိုတော့ကျုပ်စိတ်ကိုတင်းလိုက်ပြီးတော့အိမ်သားစီကိုအမြန်ပြေးလာခဲ့တယ်။အရင်အဆိုအိမ်မှာဒေါ်သေးရှိတတ်တယ်။အဖွားမအားရင်အိမ်သားကိုဒေါ်သေးခေါ်သွားနေကြ။အခုတော့ဒေါ်သေးကသူ့ယောက်ျားဥနေထုံပြန်အောင်လာတော့ချင်းရင်အိမ်ကိုရောက်နေတဲ့အချိန်ပေါ့။အိမ်သားလည်းမသွားလို့မရတော့ဘူး။ကိစ္စကထိတ်ဝရောက်နေပြီလေ။တော်ရွာအိမ်သားဆိုတာအိမ်နဲ့ခက်လန့်လန့်ရဲ့ဗျ။ ဟိုးချံအနောက်ဘက်မှာတွားဆောက်ထားတတ်ကြတာမျိုးအသွားတော့တော့ဘာမှမသိပေမဲ့အိမ်သာတက်နေရင်းထဲမှာငါ့ကိုဦးတင်ထုံးကြီးလာချောင်းရဲ့ဘဲနဲ့လုံမလဲဆိုပြီးကြောက်လာမိတယ်ဗျကြက်သိန်းတွေတကူလုံးထလာပြီးတော့ခေါင်းနှပန်းတွေကြီးလာတယ်အဲ့ဒီအချိန်မှာဘာဖြစ်လဲဆိုတော့အိမ်သာနောက်ဘက်လဲလန်းချောင်းသားကနေပြီးတော့အဟင်းအဟင်းဆိုတဲ့ချောင်းဟန်တန်ကြီးကိုကြားရတယ်ကျုပ်တို့အိမ်သာနောက်မှာလဲလန်းကြီးတခုရှိတယ်ဗျလဲလန်းရဲ့ဟိုဘက်မှာတော့လဲခွေးပြင်းကြီးတွေပဲရှိတော့တာတောရွာအချံနေဆိုတော့ခြံလုံးပြည့်စီးရုံးမကနိုင်ဘူးလဲလန်းကနေလှမ်းကူးလိုက်ရင်ခြံထဲကိုရောက်တာပဲ လကိုကလေးကကြောက်တက်တဲ့ကြောက်ကချောင်းဝမ်းတန်ကြီးကိုကြားတော့တုံတက်သွားတယ်။ဘာအနံ့လဲဆိုတော့ဥတင်တို့ကြီးနဲ့တွေ့တယ်ရတတ်တဲ့ချင်းဆော့ဆော့ကိုနဲ့ရဲ့အရက်နဲ့ရဲ့ရောနေတဲ့အနံ့မျိုးဗျ။ဒီအနံ့ရလိုက်ကလေးကဥတင်တို့ကြီးကငါ့ကိုချောက်ပြီဆိုပြီးတိလိုက်ရပြီဗျ။မကြပါဘူး။အိန္ဒာဘိန်းနာနေရံတွေကိုမြေကြီးကလေးလာမှန်နေဗျ။ဝရောဝရောနဲ့တက်တော့ပြီးတက်တော့ကြာလာတာ။သုံးလေးကလောက်ကြာလာပြီးတော့ကြောက်လဲမခံနိုင်တော့ဘူး။အိန္ဒာတွေကနေမထွက်ရဲတာနဲ့အဖွားကိုအတကုံအော်ခေါ်ရတာပဲဗျ။ကျုပ်ဘလောက်တောင်အော်ခေါ်တယ်လဲဆိုတာတော့မမှတ်မိဘူးဗျ။ နောက်တော့လူတယောက်တဖုတ်ဖုတ်နဲ့ပြေးလာတယ်။အိမ်သာတကားလာဖွင့်တဲ့လူကဒေါ်သေးယောက်ျားဦးနေထုံးမြ။သူကကျုပ်ကိုဘာဖြစ်လဲဘာညာဆိုပြီးမေးတာပေါ့။ဦးတင်တို့ညီကကျုပ်ကိုခြောက်လန့်တဲ့အကြောင်းပြောရင်မြေခဲစာတွေပြလိုက်တော့ဦးနေထုံးတော်မှတော်တော်အံ့ဩသွားတယ်။ဒုတိယရောက်လာတဲ့သူကတော့အဖွားပေါ့ဗျာ။အဖွားကိုတွေ့တာနဲ့ကျုပ်ကဖတ်ပြီးတော့ငိုတာပဲ။အဖွားကကျုပ်ကိုအိမ်ထဲခေါ်သွားပြီးတော့ပရိရိတွေပါတိုက်တော်မှစိတ်ထဲနင်းနေနေလို့ကောင်းသွားတာဗျ။အဲဦးနေထုံးကတော့လမ်းလျှောက်တာထောင်းနေထောင်းနေဖြစ်နေတယ်။အဖွားကဘာဖြစ်တာလဲမေးလိုက်တော့ ကျောက်အော်တန်ကြလို့အင်နာစီကိုပြေးလာရင်လမ်းကုတ်ကုတ်ပင်အမြင့်နဲ့ခလုတ်တိုက်မိတာတယ်ဗျာခြေခောက်လဲမလို့ဖြစ်သွားတာဆိုပဲမောင်ကြီးမဲကြီးတဲ့ပြေးရတာဆိုတော့ခလုတ်တိုက်မိတာဖြစ်မှာပေါ့ဗျာအဖွားကတော့ဦးနေထွန်းလိမ့်မို့ပယုတ်စီပလင်းလေးပေးလိုက်သေးတယ်ဗျတော်ရလူတွေအတွက်ကတော့ဒီလောက်ခလုတ်တိုက်တာလောက်ကတော့မူမနေပါဘူးဗျာဦးနေထွန်းကတရက်လောက်ပဲနေတာဗျနောက်တနေ့ကျတော့ကားပြန်လိုက်ရမယ်ဆိုပြီးပြန်သွားပါရောတော်သေးရကြောက်ကြောက်မှန်းသိလို့အိမ်မှာလာနေပြီးတယ်ဦးတင်ထွန်းကြီးကိုမြေချပြီးတဲ့အထိကြောက်အိမ်သားကိုတယောက်တည်းမသွားရဲဘူးဗျာ တောင်းလေးရက်လောက်ကြတော့ကားဆွဲသွားတဲ့ဥနေထုံးတယောက်ပြန်ချလာတယ်ဗျပုံမှန်ဥနေထုံးကားဆွဲရဲ့အနည်းဆုံးတော့တပတ်ဆယ်ရက်ကြာတတ်တယ်ပြန်လာမယ်ဆိုရင်လဲစရိပါရီလူကြုံနေပါရီနဲ့တည်င်းပါနေကြဗျအခုလို့ကောက်ကငင်ရီပြန်လာတော့ကြောက်တော့ပြင်ထူးဆန်းနေတာဗောအိမ်ရောက်လို့ဝိုင်းမေးတော့မှခြေထောက်ကမတက်တာလို့ပြန်လာတယ်လို့ပြောတာသူခြေခောက်လဲတဲ့နေရာမှာအညူရောင်ကွက်ကြီးတစ်ခုဖြစ်နေတယ်ဗျအဖွားတော့အကြောထိသွားတာနေမှာပါလို့ပြောပြီးဗမာဆရာနဲ့ပြဖို့ပြောတယ်အဲ့ဒီတုန်းကတုတ်တုတ်ကြွားမှာအယောကျော်တိတ်နိုင်တဲ့ဗမာဆရာကြီးတယောက်ရှိတယ် ဘလောက်တောင်ကောင်းတယ်လဲဆိုရင်ဟိုးရန်ကုန်ကတော့မှအဲ့ဒီဆရာကြီးကိုလာပြီးကုရတာကျုံငငယ်ကမာလကာတီတက်ကူရင်နဲ့အပင်မောကလိမ့်ကြလို့လက်ကျိုးဘူးတယ်အဲ့ဒီဆရာကြီးကြက်ထုတ်စီးပေးလိုက်တာတပတ်လောက်ကြာတော့အယိုးကသူ့အလိုလိုပြန်ဆက်သွားတယ်ဗျအဲ့ဒီလောက်ကောင်းတဲ့ဆရာကြီးဗျအဖွားဆရာကြီးကြည့်လိုက်ပို့ပေးဆရာကြီးကကုပေးပေါ့တပတ်ကြာတယ်မတက်တော့ဘူးနှစ်ပတ်ကြာတယ်မတက်တော့ဘူးသုံးပတ်ထိကုပြီးတာတော့ဘာမှမထူးကြဘူးဗျခဏအညိုကွက်ကြီးနေရာကနေအကြီးဖောင်းတို့လိုဖောင်းတက်လာတဲ့အကျော်ကုဆရာကြီးကသူမနိုင်ဘူးဆိုတာကိုထုတ်ပြောတာဗျ။ ိန်းစလုတ်ကဆေးမှုစီသွားပြတော့အနာကိုခွဲကြည့်တယ်။ပြည်ရထွက်လာတာမှမနေဘူးဗျ။အဲ့ဒါလည်းမတက်တာဘူး။ဒါနဲ့ယထာစီပြီးညောင်လေးပင်ကိုဆင်းပြတယ်။ဆရာဝန်တွေလည်းစုံနေပြီဗျ။အနာကခွဲလိုက်တော့မှပိုးဆိုးသွားပြီးဗက်ပြဲကြီးဖြစ်သွားတော့တာ။ပြည်စားရတဲ့အသားတွေဆိုရင်နီးရဲတွတ်နေတာပဲ။ခြေခုံမှဖြစ်တော့အထက်ရယူတော်ပေါ်လာတယ်။နောက်ဆုံးမရတော့လို့ဘကိုးတီဆင်းပြကြရတယ်။ပတ်စံတွေလည်းကုန်လိုက်တာမှတောက်တောက်လဲပေါ့ဗျ။ဘကိုးမှဆေးရုံတက်ခိုင်းတော့ဥနဲ့တော့မတက်ချင်ဘူးဆိုပြီးပြန်ချလာတယ်။ ။ဥနေထုံကိုပြန်ခေါ်လာတော့ဥနေထုံကအဖျားရိုက်တက်ပြီးတော့လူဟာတတိယလိုက်မရလိုက်နဲ့ပဲဗျ။ဥနေထုံဆိုတာအရင်ကထောင်ထောင်မောင်မောင်နဲ့ဘိုက်ပူပူနဲ့ဗျ။အခုတော့တလာခွဲနှစ်လလောက်အတွင်းမှာလူဟာပိန်ကြပြီးတော့အယိုးကြောက်လိုဖြစ်သွားတာ။နန်ယိုးကလေးတွေဆိုအပြင်ကိုဖောင်းထွက်နေတာဗျ။ဝါရာဆိုလို့ခြေခေါက်လဲတဲ့ခြေတော်တစ်ချောင်းပဲကျန်နေ။အဲ့ဒီခြေတော်ကတော့ဖောင်းပေါင်းကြီးကိုဖြစ်နေတာဗျ။မသိရင်စင်ခြေတော်ဖြစ်နေတဲ့လူလိုပဲ။ကြောက်တော့ငငယ်တော့ကစင်ခြေတော်ယောဂါဆိုတာရှိတယ်။ခြေတော်တွေကစင်ခြေတော်တွေလိုဖောင်းပေါင်းကြီးဖြစ်နေတတ်တာမျိုးပေါ့ဗျာ။ အခုဟာဦးနေထွန်ချင်းတော်ကြီးကလည်းအဲ့ဒီလိုပဲဗျအနာဘပဲကြီးကလည်းပြည်တဆူဆူနေဗျဦးနေထွန်ကြီးကတော့မတက်တာလာပါဘူးကြောက်အတော်တော်သေးရတော့အမြဲငုံနေတာပေါ့ဦးနေထွန်ကိုစေးမမီတော့ဘူးဆိုပြီးလက်လွတ်ထားရတာဗျအဖွားကလည်းသူ့တမန်ဖြစ်တာဆိုတော့ဘယ်စိတ်ကောင်းမှမလဲအတော်ကိုစားပြုစုလောက်ကင်ပေးနေရတော့မအားဘူးပေါ့ဗျာကြောက်ကလည်းကြောင်းသားဆိုတော့ကြောင်းသားကြောင်းပြန်လောက်ရသေးတယ်တရက်တော့အဖွားဆော့ကကြောက်တော့အိမ်ကိုလိုက်လာတယ်အဖွားဆော့ကလမ်းသိမ်းမလျှောက်နိုင်တော့တောင်မွေးတတောက်တောက်ထောက်ပြီးတော့ရောက်လာတာဗျာ လက်ထဲမှာလည်းတလုံးကြိုင်ကလေးကိုကင်လို့ဗျအဖွားအဖွားစော့မြင်တော့လှမ်းကြိုရှာတယ်အစောရေဘာဖြစ်လို့လိုက်လာရတာလဲနင်းတမန်နေမကောင်းဆိုလို့စွပြုတ်လာပို့တာပါခရင်မရဲ့နင်းချက်တော့လည်းမကောင်းမင်းနဲ့အစောရေငလင်းနဲ့ထည့်ပေးလိုက်ရင်ရတာပဲငါနေထုံးကြည့်ကျင်လို့ဟာလူတွေပြောတော့ကြကြမနေရတော့ဘူးလက်လွတ်ထားလိုက်ရပြီဆိုအဖွားအမျက်ရည်တဆန်းဆန်းနဲ့ကောင်းကျင်းပြတယ်ဒါနဲ့ပဲအဖွားစော့ကိုချင်းင်းကဒေါ်သေးတို့အိမ်စီကိုခေါ်သွားကြပါရော့ ကျောက်ကတလုံးချိုင်ကလေးကင်ပြီးအနောက်ကနေလိုက်လာခဲ့ရတယ်။ဦးနေထွန်းကသူ့ကိုလာကြည့်တဲ့သူတွေနဲ့စကားတွေပါတယ်ပြောတာဗျ။အဖွားစောလည်းအိမ်ဘဝကိုရောက်ရောအဖွားစောကိုတစ်ချက်ကြည့်ပြီးတော့ဝုန်းစိုးလဲကြသွားပါလေရော။အဖွားစောကလည်းဦးနေထွန်းကိုစိုက်ကြည့်လို့ဗျ။ဦးနေထွန်းကသူ့ဘေးနားမှာချထားတဲ့စောင်းပါလေးကိုယူပြီးခေါင်းမီးဆွဲချုံလိုက်တာဗျ။အဖွားစောကအိမ်ပေါ်လှမ်းတက်ရင်ဦးနေထွန်းချင်းရင်မှာခါထောက်လိုက်ပြီးတော့အမ်မဲလက်ဆက်တတ်တော့ဒီအိမ်ပေါ်ဧည့်သည်ရောက်နေတာကိုဟဲ့။အဖွားစောဘာကိုပြောချင်တယ်ဆိုတာကျုပ်တို့နားမလည်ဘူးဖြစ်နေတယ်ဗျ။ အဖွားစောကလက်ထဲကင်ထားတဲ့ဝါတောင်မွေးနဲ့ဦးနေထုံရဲ့စင်ချက်တော့လို့ခြေတော်ကြီးတစ်ဖက်ကိုထောက်ကြည့်လိုက်တာဦးနေထုံဆိုရင်တအားအားနဲ့အတန်ကုန်ဟစ်ပြီးអော်တော့တာပဲဗျာကြော့တော့တော့သေးရအိမ်တော်ဖေးကနေပြေးထွက်လာတယ်အဖွားစောရဲ့ကိုနေထုံဒီလိုမလုပ်ပါနဲ့ဟဲ့ငါနင့်ယောက်ျားကိုလုံနေတာမဟုတ်ဘူးမိသေးရဲ့နင့်ယောက်ျားဟန်ဆောင်ထားတဲ့လူကိုလုံနေတာအားလုံးကအံ့ဩကုန်ကြတယ်ဘသူကဟန်ဆောင်ထားတာလဲဟင်အဖွားစောဒါကတော့ညီတို့ကိုယ်တိုင်မေးကြည့်ပါဦး တကယ်ဆိုရင်ဖွားစောကတောင်ဝင်းနဲ့ထောက်တယ်ဆိုရင်လေထောက်ထားတာဗျဖိထားတာမဟုတ်ဘူးအဲ့ဒါကိုဦးနေထုံးကမခံမရနိုင်ဖြစ်ပြီးអော်နေတာ စောင်းချုံနေရတော့မထွက်ဘူးနော်အဖွားစောကတောင်ဝင်းကိုကတ်တတာမြောက်ပြီးတော့အနာနေရောင်ဖိလိုက်တာဦးနေထုံးကအတန်ပြဲကြီးနဲ့ခုနှစ်ရင်ကြားရှိရင်ကြားអော်ပါလေရောဗျာတချို့ကဦးနေထုံးတေကန်နေပြီလို့ထင်လို့ပြေးလာကြတယ်ပျော်စမ်းနင်းဘာတူလဲမှန်မှန်ပြောကျုပ်နေထုံးပါဗျာအောင်မန်နင်းရငါ့ကိုလိန်ကျင်သေးတယ်ပေါ့လေ အဖွားစွာပြောဆိုပြီးတောင်မွေးကိုအသာထပ်ပြလိုက်တာဥနေထုံးဆိုရင်ခေါင်းမထောင်ပြီးអော်သေးတယ်ဗျာဘသူမှဘာမှမလုပ်ရဲပဲအဖွားစောလောက်တာကင်တာတွေကိုငေးကြည့်နေကြရတယ်ဗျဟဲ့ကောင်ဒီ ਉ ကြည်စမ်းငါ့ကိုကြည်စမ်းနင့်ကောင်ကခေါင်းမီးချုံကြီးကိုခွာထည့်လိုက်ဥနေထုံးကလက်တွေတုံရင်နေတယ်ဗျခွာမှာလားမခွာဘူးလားထပ်ပြလိုက်ရမလားမလုပ်ပါနဲ့ဗျာခွာဆိုရင်လည်းခွာပါမယ်ဥနေထုံးကခေါင်းမီးချုံထားတဲ့ဆောင်းကိုဆွဲချလိုက်ပြီမြဲ အဖွားစောမကြည့်ပဲအကြည့်လွဲနေတယ်။နေငါ့ကိုကြည့်စမ်း။ငါ့မျက်လုံးကိုတက်တက်ကြည့်လိုက်စမ်း။ဥနဲ့တော့မကြည့်ချင်ဘူးဗျ။ဒါပေမဲ့တုံတုံရင်ရင်နဲ့နောက်ဆုံးတော့ကြည့်ရှာတယ်။နေဘဲမှထွက်ပြေးဖို့မလုပ်နဲ့။ကဲပြောစမ်းနေဘူးလေ။ဘာလို့သူ့ကိုဖမ်းဆားထားရတာလဲ။ပြောပါမယ်။ကျုံနာမယ်ကဘောတူပါ။မြေဖောက်ဘလူးပါ။သူပြောတော့ကြည့်နေတဲ့လူတွေအားလုံးကထရရလိုက်ကြတယ်။အဖွားစောကကျုပ်တို့ကိုကြည့်ပြီးတော့ ရီမနေကြနဲ့ဘောတော်တို့ဘောကြော်တို့ဘလူးနာမည်တွေကိုနင်တို့မကြားဘူးမလားကဲပြောစမ်းနင်ဘမနေတာလဲဘာလို့ပြူစားရတာလဲကျုပ်ကအရင်ကတင်းချိုင်းကုန်းဘက်မှာနေပါတယ်အခုတော့သူတို့အိမ်အနောက်ဘက်ကကုကုပင်အောက်ကတောင်မို့လေးမှာနေပါတယ်သူများချက်မှာလဲကောက်ကတ်နေသေးပြီးတော့သူများကိုဖမ်းစားခြင်းလို့ရမလားဟဲ့ရပါတယ်ကျုပ်ပိုင်နဲ့ထဲမှာထိခိုက်တိုင်ရာရသူမှန်တဲ့မြောက်ဖမ်းစားပိုင်ခွင့်ရှိပါတယ် လွန်ခဲ့တဲ့နှစ်လလောက်တုန်းကဒီကောင်လေးအော်လိုက်လို့အိမ်သားစီကိုပြေးလာတဲ့အချိန်မှာကျုပ်နေတဲ့တောင်မိုးကထွက်နေတဲ့မြေခဲတစ်ခုနဲ့ခလုတ်တိုက်မိပါတယ်။အဲ့ဒီချိန်ကျုပ်ကဖမ်းဆားလိုက်တာပါ။မင်းကတော်တော်လာတဲ့အကောင်ပါလား။အခုချက်ချင်းတို့လွတ်ပေးလိုက်စမ်း။မလွတ်နိုင်ပါဘူး။လူသားစားရခံဒီမှာပြန်မလွတ်နိုင်တော့ပါဘူး။သူ့အသားကိုစားပြီးရင်သူ့ကိုကျုပ်စီမှာကြုံခံခိုင်းမလို့အကုန်ပြင်ဆင်ပြီးပါပြီ။အဖွားဆိုးကခရီးရီလေးပြောင်းလိုက်တယ်။နင်စားခြင်းငါနင်းဖို့ကြက်ဖို့ကြမ်းမှကျွေးမယ်။တို့လွတ်ပေးလိုက်စမ်းပါ။ မရပါဘူးလူသားနဲ့ကြက်တာမလဲနိုင်တော့ပါဘူးခမားကျုပ်ကိုနှိမ့်ဆက်ချင်တယ်လို့နှိမ့်ဆက်ပါအချိန်တိုင်ဒီလူသေးမှာပဲနင်ကအသေးကောင်းလို့ပွဲတောင်းနေပေါ့ဟုတ်လားနင်ဒီနေမှာနေပြီးငါ့အကြောင်းမသိဘူးလားဦးနဲ့ထုံးကဘာမှမပြောပဲအဖွားဆော့ကိုစိုက်ကြည့်နေတာဗျကျုပ်ကလည်းခတ်မမှာပဲအဖွားဆော့ကကောင်းတင်းငိမ့်နေနလင်းငါ့ကိုရေတဖလားခတ်ပေးစမ်းကျုပ်အိမ်မောကပြေးဆင်းလိုက်ပြီးတော့ကြောက်စီတွေကနေတန်ဖလားကြီးနဲ့ရေတခွက်ခတ်လာခဲ့လိုက်တယ် အဖွားစောဟာသူ့ခေါင်းမှာစိုက်ထားတဲ့တစ်သားစိုက်ပီးကလေးကိုဖြုတ်လိုက်ပြီးတော့ရေထဲမှာစိမ့်လိုက်တယ်ဗျပီးကလေးကိုရေထဲမှာထည့်ပြီး၄၅ချက်လောက်မှွေးလိုက်သေးတယ်ပြီးတော့ရေဖလောက်အဖွားစီကိုပေးလိုက်တယ်ကရင်မကြီးနင်တို့အိမ်အနောက်ဖေးကသူ့နေတဲ့တောင်ပေါ်ကိုဒီရေသွားလောင်းစမ်းတခါတည်းအများကြီးမလောင်းချနိုင်တော့ဖြည်းဖြည်းချင်းလောင်းချဟုတ်ပြီလားအဖွားစောကျုပ်သွားလောင်းချင်တယ်ဗျနေမသွားနိုင်ကလေးဒီချမ်းကရင်မပိုင်တာဒီမီးကကရင်မပိုင်တဲ့မြေပဲသူ့လုံးမရလိမ့်မယ် အဖွားကဖလားကိုယူပြီးထွက်သွားတယ်။အဖွားစောရဲ့ဘီးကလေးကလည်းရေဖလားထဲပါသွားတယ်။အဖွားထွက်သွားပြီးတော့တိတ်မကြပါဘူးဗျာ။ဦးနေထွန်းတယောက်ကိုလုံးကိုလက်တွေနဲ့ပုတ်တက်ပြီးတော့အော်ဟစ်နေတာဗျ။ခမရတို့မြင်တအောင်ပြောရမယ်ဆိုရင်ရေချိုးရင်စက်ပြတိုက်နေတယ်လို့ပဲဗျာ။တကိုလုံးကိုပုတ်တက်ပြီးတော့ပူတယ်ပူတယ်ကြီးအော်နေတော့တာဗျ။အစကတော့ခတ်တိုးတိုးပဲ။နောက်တော့တော်တော်ကိုကျဲလာတယ်။၃မိနစ်လောက်ကြာတော့တကိုလုံးကိုထွတ်ထွတ်လူးနေတော့တာပဲဗျ။တော်သေးရတော့မျက်စိမျက်နှာပြတ်နေပြီဗျာ။ဟဲ့မိသေး နင့်ယောက်ျားဘာမှမဖြစ်စေရဘူးငါဟိုအကောင်လှုပ်နေတာနင်အตาနေစမ်းခဏကြာတော့မှဦးနေထုံးကလက်အုပ်ချီပြီးတော့ကြောက်ပါပြီကြောက်ပါပြီဖွားစောရေအေးဒါဆိုရင်ငါကြွေးတာကိုစားနင်သူ့စီယာထွက်သွားမသွားရင်ငါဆိုင်ပြီးကိုနင့်တောင်မိုးတွေကိုပြစ်ထည့်လိုက်မယ်အဟုတ်ကဲ့စားပါမယ်ဖွားထွက်လဲထွက်သွားပါမယ်ဘီးနေတော့မလှုပ်ပါနဲ့ကောင်းပြီနင်အခုထွက်နင်လှုပ်ထားတာတွေနင်ပြန်ယူသွားနော်ဒီလောက်စားရရင်တော်ရောပေါ့ ငါကတိပေးထားတဲ့အတိုင်းကြက်ဖို့ကြက်မလာကြွေးမယ်နင်သွားတော့ဦးနေထုံးကခေါင်းငိမ့်ပြီးတာနဲ့လူကအရှိကိုငိုက်ကြသွားတော့တာပဲဗျဘေးကကြည့်နေတဲ့လူတွေကအမြန်ပြေးဆွဲရပြီးခေါင်းအောင်ပေါ်အပြန်ချပေးလိုက်ရတယ်တော်သေးရတော့ငိုရောတာပဲဗျဘာမှမဖြစ်ဘူးမိသေးဟိုကောင်ပူးတာကြာလို့တတိမိနေတာမကြခင်ကောင်းသွားလိမ့်မယ်အဖွားကဖလားလေးကင်ပြီးတော့ပြန်လာတယ်အဖွားဆိုတာစိုက်ပြီးလေးကိုပြန်ယူပြီးတော့ရေတွေခါထုတ်နေတယ်ကရင်မကြီးကြက်ဖို့ကြက်မအဆုံးရှာအမွှေးနှုတ်ပြီးတော့မကြက်တကြက်กินလိုက် ြေစလောင်းဖုံးကိုထမင်းနည်းနည်းထည့်ပြီးတော့အပေါ်ကကြက်ဖို့ကြက်မအောင်တင်းပြီးရင်တောင်းမို့နာကိုသွားချတာဟုတ်ပြီလားကျေးဇူးတင်ပါတယ်အစောရေဒါနဲ့ဒီဘလူးကငါ့ချန်ထဲမှာရှိနေတာကိုငါမကြိုက်ဘူးငါတို့ကိုထပ်ပြီးပြဿနာရှာနေအောင်မယ်ရပါတယ်ကရင်မရေနင်ကျွေးစရာရှိတာသာကျွေးလိုက်ကျွေးပြီးရင်ငါတို့ကိုနှင်ပေးမယ်ဟုတ်ပြီလားအဖွားတို့လည်းအလုံးရှုံနေကြတယ်ကြက်ဖို့ကြက်မကတော့လွယ်ပါတယ်ဗျကျောက်တို့အိမ်နေမွေးထားတာကိုဒီလိုနဲ့အဖွားစောပြောသလိုလောက်ကင်ပြီးတော့ တောင်မိုးရှိနာမှာတွားချပေးရတယ်။အဖွားဆောင်ကတောင်မိုးရှိရဲ့နေရာကိုအိမ်မိုးကနေလမ်းကြည့်ရင်မြေဖုတ်ဘောတူနင်ငါပြောတာကိုနားထောင်စမ်းနင်ဒီမှာနေတာကိုမြေပိုင်ရှိရမကြိုက်ဘူးဟဲ့စားပြီးရင်နင်သွားတော့ဒီကနေလွတ်ရလွတ်ကြအောင်သွားဒီအိမ်နဲ့တန်တောင်600အတွင်းနင်ပြန်လာခွင့်မရှိဘူးအဖွားဆောင်ကတော့တယောက်တည်းပြောဆိုနေတာဗျထူးဆန်းတာတခုကမြေစလောင်းဖုံးကလေးမတိုက်ပေနဲ့ကြောက်တို့ရှိနေကွက်ခနဲ့လဲသွားတာဗျစလောင်းမုံနဲ့ထည့်ထားတဲ့ကျက်နှက်ကောင်နဲ့ထမင်းတွေကမြေပေါ်ကိုကျကုန်တယ် ဒီအချိန်တာမွန်းအောက်ခြေအပေါက်ကလေးတည်းကနေပရွယ်စိတ်မဲမဲကြီးတွေထွက်လာတယ်။ပရွယ်စိတ်တွေကခါချင်းကောင်းလို့ပုံစံမျိုးတွေဗျ။ကောင်းကတော့အတော်ကြီးရဲ့။ကြက်သားတွေအပေါ်ဒီကောင်ကြီးတွေကမဲနေအောင်အုံနေကြတာ။ကြောက်စရာကြီးဗျ။အဖွားစောကသွားကြည့်မနေနဲ့ဆိုလို့အားလုံးပြန်လာခဲ့ကြရတာဗျ။အိမ်ပေါ်ရောက်တော့ဦးနေထွန်းကတတိပြန်လည်နေပြီ။သူပြောတာလည်းထူးဆန်းနေဗျ။သူနေမကောင်းတဲ့အချိန်သူ့ကိုလူတစ်ယောက်ကတွန်းလိုက်တယ်လို့ဖြစ်ဖြစ်ပြီးလွင်လွင်ထွက်သွားတယ်ဆိုပဲဗျ။အဲ့လိုလွင်သွားတိုင်းဘယ်နေရာမှမသိတဲ့နေရာကိုရောက်ရောက်သွားတာ။ ူရောက်သွားတဲ့နေရာကမင်းအောက်ထဲကဂူကြီးလိုလိုနေရာမျိုးတွေဗျ။အဲ့ဒါပြီးတော့ဥနေထုံးလည်းထူးထူးထထောင်ဖြစ်လာတယ်။အနာဆေးပြန်တိုးပြီးတော့အတန်နုတွေလည်းတဖြည်းဖြည်းတက်လာတယ်ဗျ။တလားတော့မကြောက်လမ်းတော်ပြန်လျှောက်နိုင်တယ်။ဥနေထုံးကနေကောင်းတော့အဖွားစောစီကိုသွားပြီးကတော့ကြသေးတယ်။အဖွားစောကတော့ဆေးဘိုးဝါကတော့ပညာကြီးတို့ဘာလို့မယူပါဘူးဗျ။ဥနေထုံးကတော့သွားတဲ့ပတ်စံတွေကိုတော့အာယုံစိုးလောင်းတဲ့အထဲကိုထည့်လူလိုက်တာဗျ။တောင်မို့ကြီးကဘာဖြစ်သွားသလဲဆိုတော့အချိန်ကြာလာတဲ့အမျှတဖြည်းဖြည်းတေးကြသွားပြီးတော့ နောက်ဆုံးကုန်းမမို့လေးဖြစ်ကြံခဲ့ပါတော့တယ်ဗျာ။အဲ့ဒီမှာနေတဲ့ဘလူဘဲရောက်သွားတယ်လဲဆိုတာတော့ကြောက်လဲမပြောတတ်ဘူးဗျ။အဖွားဆော့တာအတိနောက်ကျရင်ဦးနေထွန်းတယောက်မြေဖုတ်ဘလူစားခံရပြီးတိတ်မားဗျ။အဲ့ဒါကိုတီးလို့အဖွားဆော့ကသူတို့အိမ်ကနေကြောက်တို့အိမ်ထိကိုတောင်မွေးတစ်ချောင်းထောက်ပြီးရှောက်လာသလားပဲဗျာ။ဒါတော့အဖွားဆော့နဲ့ပတ်သက်တဲ့ကြောက်ရဲ့ပွဲဥထအတွေ့ကြုံပေါ့ဗျာ။အဖွားဆော့နဲ့ပတ်သက်ရင်ကြောက်မှာပြောစရာတွေအများကြီးရှိနေပါသေးတယ်ဗျ။ဟုတ်ကဲ့ပါပညာတဲ့အဖွားဆော့နဲ့မြေဘလူးဘောတိုဇလန်ကလေးကတော့ဒီမှာနေပြီးဆုံးသွားခဲ့ပါပြီ။ မကြခင်အပိုင်းအစ်များကိုလည်းဆက်လက်တင်ဆက်ပေးသွားအောင်ဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့မြင့်တန်လွေ channel ကို like and subscribe လေးလုပ်သွားပေးဖို့တောင်းဆိုလိုက်ရပါတယ်ခင်ဗျာ။